ဒါမန္တလေးမြို့မှာပဲဒါမန္တလေးမှာပါလက်ရှိကျွန်တော်ဒါမန္တလေးမှာတကယ်ဖျားစုမန္တလေးဒါလက်ရှိကျွန်တော်ငလင်းတန်းခံရတဲ့မန္တလေးမှာဖြစ်နေတာနော်တကယ်အောချတယ်လူရဲနေရာမှာအများကြီးပါဗျာတကယ်အများကြီးပါကျွန်တော်ရဲ့ channel ကပေးနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာအခုချိန်ကတော့မြန်မာတော်နိုင်ငံလုံးမှာငလျင်ဘေးကြောင့်မို့လူတွေအားလုံးကပူဆွေးနေတဲ့သူတွေကပူဆွေ ငိုကြွေးနေတဲ့သူကငိုကြွေးမိသားစုတွေမစုံတဲ့မိသားစုတွေကလည်းအများကြီးဖြစ်နေတယ်။လူငလင်ဘေးတည်င်းတွေကိုကျွန်တော်မတင်နဲ့မတင်ဆက်ချင်ဘူးတင်နဲ့မတင်ချင်ဘူး။အဲဒါကြောင့်မို့ကျွန်တော်တင်ရင်လည်းညင်ရတာစိတ်ကစင်ပြေးမနေဘူး။အဲဒါကြောင့်မို့ channel မှာကျွန်တော်ဘာမှမတင်မနေပြစ်ထားတာလည်းကြာပြီ။အခုကတော့ဘန်ဒလီမြို့ရဲ့အောင်ပန်းမြို့ရဲ့အောင်ပန်းမြို့မှာဆိုရင်ဟိုတယ်အောင်ပန်း အဟိုတေးကြီးပြိုတဲ့အချိန်ငလင်းလုံနေတဲ့အချိန်ကျွန်တော်အညာလေးမှာရှိတယ်။အမြင်ကစိတ်မကောင်းဒါပေမဲ့အခုတက်လာတဲ့ပုံလေးတစ်ပုံကိုကျွန်တော်တွေ့လိုက်တယ်။အပုံကဘာလဲဆိုတော့အဟိုတေးအောင်ဘန်းရဲ့ပြိုနေတဲ့လူတွေကယ်ဆယ်နေကြတယ်။အော်ဟစ်နေကြတယ်။အထဲထဲမှာပိတ်မိနေတဲ့သူတွေလည်းအများကြီးရှိတယ်။ကျွန်တော်တို့လည်းတတိထားနေရတယ်။အဲ့ဒီကြားထဲမှာအကယ်ဆယ်ရေးလုံနေတဲ့ဟိုတယ်အောင်ဘန်းရဲ့ရှေ့ရနေတယ်။ အလူအလူတလူပေါ့နော်ဖြတ်တယ်ဒီဘက်မှာကတော့အပျော်ပေါ့ဟိုဘက်မှာကတော့ရှင်ခွဲစရာတွေပေါ့ဒီပုံလေးကိုလည်းကျွန်တော်ပေးကျွန်တော်ရဲ့ဘေးမှာ ပြပေးထားမယ်ပြီးကြတော့နောက်ထပ်ပြောချင်တာကတော့မန္တလေးမြို့မှာမန္တလေးမြို့မှာဆိုရင်လေအသေးပြောက်ထိခိုက်အဆုံးရှုံးအများဆုံးနေရလို့တတ်မှတ်လို့ရတယ်အဲ့လိုနေရာတွေအောင်မှဒီမှာကျွန်တော်ခုပြမဲ့ဗီဒီယိုထဲမှာ လေပတ်နေကြတယ်အလူပွဲတွေကျင်းပနေကြတယ်အလူပွဲကျင်းပတာမကျင်းပနဲ့လို့မပြောပါဘူးဒီပေါက်တွေနဲ့ကခုံပြီးတော့လှည့်နေကြမတင့်တော်ဘူးလေဗျာကိုချင်းစာတရားလေးထောင်းมาပေါ့ဟိုငါတို့လည်းလှုပ်ချင်လှုပ်မယ်ဖြစ်ချင်ဖြစ်ဆိုပြီးတော့စိတ်မျိုးနဲ့လုံလုံမဆက်တဲ့ရင်တော့လှုပ်ကြပေါ့နော် ကဲကျွန်တော်ပြောတဲ့စကားလေးရှင်းနေကျွန်တော်ပြချင်တဲ့ဗီဒီယိုလေးတစ်ခါလေးပဲပြလိုက်တော့မယ်။ဟောရေးအလူအောင်လှဲ့နေတယ်ကွာ။ငါလို့ကွာ။ဟာတကယ်ကြီး။အောချလောက်ပါလေ။အောချတယ်ဗျာ။အောချတယ်။အလူအောင်လှဲ့နေတယ်ဟေး။ ဩလူရဲ့နေရာမှာအများကြီးပါဗျာတကယ်အများကြီးပါမစက်တာလာကိုကျင်းစာတရားမရှိတော့တာလားတော့မသိဘူးကျွန်တော်ရာဆိုရင်အအလူလေထဲမှာပါမယ်ဆိုရင်တော့မကျွန်တော်မပလိုက်ဘူးစိတ်ဆိုးလို့မခေါ်ရင်လည်းနေပါစေကျွန်တော်မလိုက်ဘူးကျွန်တော်လိုက်ဖို့လဲ တတိမရှိဘူးအဲ့လောက်လည်းမျက်နှာမပြောင်းကျွန်တော်ကမန္တလေးရပဲဗီဒီယိုဖိုင်လေးဒါဒီတစ်ခုကတော့တော်တော်ပိုဆိုးရတယ်ကဲကဲပြောစရာစကားမရှိဘူးအဲမဟုတ်ဘူးလေဟိုကမြပြန်လို့ရင်ကျွန်တော်ဖုန်းဆက်လိုက်လေဟုတ်ပြီနော်ဟုတ်ကဲ့ဟုတ်ကဲ့ Oh my god ကမိုးတိမ်ကြီးကိုခင်ဗျာယူခိုင်းပါလားဟောပြီးဟုတ်ပြီးဟုတ်ကျွန်တော်အဲကိုတိမ်ဟောကဲပါဟုတ်ကဲ့ဟောကိုတိမ်ကြီးတော့ကိုအလူဆိုတာမလဲလို့မရဘူးလားရလားဆိုတော့လဲပါလဲလို့ရပါတယ် ါပေမဲ့ကာလန်ဒီတန်ပေါ့အချိန်နေချိန်ခါလေးကိုကြည့်ပြီးတော့လောက်တာ ပိုကောင်းမယ်လို့ကျွန်တော်ထင်တယ်။ပိုပေါ့ဒီဖြုတ်တင်တာဖြုတ်အေးအေးဆေးဆေးလေးလှဲ့တင်တာလှဲ့ကိုလေးရရှိရရင်လက်ကိုလူပွဲလေးအထမြောက်အောင်အောင်မြင်သွားအောင်ဟိုတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့အောင်မြင်သွားအောင်လုပ်ပေါ့နော်ဒါကြီးကြတော့ဒီအလူပွဲကြီးကိုမြင်နေတဲ့သူတိုင်းကဒီချိန်မှာ အကုန်လုံးကတော့ကရင်းနေဆိုတော့ ေတ္တာပို့ပဲခံရမှာပေါ့မျိုးမေတ္တာခံယူတဲ့အဖွဲ့ဆိုရင်ဒီလိုဖွဲ့မျိုးလို့ပြောလို့ရတယ်ဒါမန္တလေးမှာနော်တကယ်မန္တလေးမှာဦးကျွန်တော်ဖြစ်နေတာဒါမန္တလေးမြို့မှာပဲဒါမန္တလေးမှာပါလက်ရှိကျွန်တော်ဒါမန္တလေးမှာတကယ်ဖျားသူမန္တလေးဒါလက်ရှိကျွန်တော်ငလင်တန်းခံရတဲ့မန္တလေးမှာဖြစ်နေတာနော်တကယ်အောချတယ် တကယ်ကျွန်တော်အောချရယ်ဗျာအာမန္တလေးမှာတကယ်ပါဖျားစုမန္တလေးပါဗီဒီယိုလေးတွေကတော့ဒီလောက်ပါပဲဟိုကျွန်တော်ကဒီငလင်းနဲ့ပတ်သက်လို့တေးရတယ်ဆုံရှုံသွားတာတွေတတင်းရင်ရောတွေ့တယ်ကျွန်တော် channel ကနေလှုပ်ပြလို့ရတယ်ကျွန်တော်မလှုပ်ချင်နေဘူးစိတ်ကလှုပ်ချင်စိတ်လည်းမရှိဘူးကိုယ်ရှိမှလည်းဖြစ်ပြသွားတာတွေဆုံရှုံသွားတာတွေ ခဏလေးနဲ့အသက်တွေပျောက်သွားရင်အများကြီးကျွန်တော်ကြုံတွေ့ပြီးပြီးအဲ့ဒီအတွက်ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးဘာမှမလုပ်ချင်ဘူးဒါမဲ့ဒီလိုဗီဒီယိုတွေတော့ကျွန်တော်လုပ်ချင်တယ်အဲ့အကြောင်းကိုကျွန်တော်ကျွန်တော်ရုပ်ဘလို့ပဲနေပါစေကောင်းမဖီးစုပ်ပြတ်တန်နေတယ်ကျွန်တော်ထားလုပ်လိုက်တာမှန်တကယ်ဒီဗီဒီယိုတွေလုပ်ချင်လို့လုပ်လိုက်တာပါမြန်မာတိုင်းနိုင်ငံလုံးကမိဘပြည်သူတွေအားလုံးလည်း ဒီလိုဒုက္ခတွေကင်းဝေးပြီးတော့အခုဒုက္ခတွေခံစားနေရတဲ့လူတွေအားလုံးလည်းအမြန်ဆုံးအကောင်းဆုံးနေဖြစ်ပါစေလို့ဆုတောင်းပေးနေကျွန်တော်နှုတ်ဆက်လိုက်ပါတယ်